ကျွန်တော်အဲ့လိုမျိုးတက်တက်ခေါင်းစားတာဗျာသိလားကျွန်တော်တို့မယွေးမယွေးလို့အစီအစဉ်ကဘာလို့မယွေးရလဲမသိဘူးလို့အဲကျွန်တော်ကျွန်တော်အစီအစဉ်တော့တော့ဘာလို့ကျွန်တော်ကျွန်တော်ပြည်သက်တွေဟိုဝီလက်တဲ့လူတရားမမပေါအောင်နော်လို့မပေါအောင်ဆိုကျွန်တော်လည်းရွေးချယ်လို့ပြောလို့မရပါဘူးဒါပေမဲ့ဘာလို့ကျွန်တော်ဝီလက်တွေမပါရတာလဲပေါ့နော်ဂိမ်းနေတယ်မှာကစားတဲ့အပိုင်းတွေမှာစိတ်ကြီးခဲ့ကြအပိုင်းတွေအများကြီးပါတယ်ပေါ့နော်ဆိုတော့ကကြောင့်တို့တို့တွက်ကတာဂိမ်းရှိုးပြိုင်နေရင်တော့တို့မျက်နှာလေးတွေကိုမြင်ရတာဟိုက ဟို pressure ပြည်နေတာပေါ့နော်ဆိုတော့ဒီအစီအစဉ်ကိုလည်းလာပြန်တဲ့ခါမှာစိတ်ပေါ်အဆင်သင့်ထားပြီးတော့ပြင်ဆင်လာကြဖို့ပေါ့နော်ဒီအစီအစဉ်မှာအစီအစဉ်ဆိုရင်ရှင်ဝရဲ့အလဲအပြောင်းတွေရှိတယ်ရှင်ဝရဲ့အစီအစဉ်သဘောတရားအရဂိမ်းတွေတီထွင်လာတာတွေရှိတယ်အဲ့ဒီပုံမှာကိုယ့်ရဲ့ emotion တွေကိုမထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်အစိုးရလာမပြောင်းဖို့တည်းလဲကျွန်တော်ပြောရတယ်ပေါ့နော်ဒီနေ့ကအဲ့လိုမျိုးအယောင်အမှုလေးဝတ်ပေးပါဆိုလို့ဒါနှုတ်နှုတ်ရတာ တိတ်တိတ်အရမ်းများနှုတ်လားမသိဘူးဟုတ်တယ်မြင့်မှန်ပိုင်းအောင်မယ်မြင့်မှန်ပိုင်းအောင်တိတာလားဟောကျွန်တော်မတိတာမှာစိုးရိမ်နေတာကျွန်တော်မြင့်မှန်ပိုင်းအောင်လေးတက်ထားတာနော်မြင့်မှန်မြင့်မှန်လည်းပိုင်းအောင်လေးဟုတ်ပါပြီလေးလို့ပဲဟောဟုတ်တယ်ဒီမှာမှာကျွန်တော်အာပေါင်ရဲလေးရဲ့ special guest အမည်နဲ့ကျွန်တော်ပါဝင်ပြီးတော့ပြည်ခဲ့တယ်ဒီ season 2မှာတော့ကျွန်တော်ဟော တသက်ဒီတော့ပါကျင်လို့ကျွန်တော်အချိန်ပေးပြီးတော့ရည်ကြိုးပစ်ခဲ့တယ်အဓိကကတော့ဒီသူတို့နဲ့ကျွန်တော်မမွေတခုကိုဖန်တီးခြင်းနဲ့ပြီးတော့အာဒီကိုပါဝင်လာတဲ့ညီမလေးအနေနဲ့ကလည်းဒါတီမီချိုးတွေမှာသူတို့အနေနဲ့ပါဝင်ပြီးတော့ဒါသူတို့မိသားစုတွေအမှတ်ရပြင်ကြည့်ရတဲ့အခါမှာလည်းပီတီဖြစ်ရမယ်ဘာဖြစ်ဖြစ်အဲ့လိုအစီအစဉ်ဟုတ်အရင်ကောင်းတယ်ပေါ့နော်ကျွန်တော်လည်းဒီထဲမှာဒီတစ်ခါက gain ကြီးကျွန်တော်ကိုယ်လည်းပါဝင်ဆော့ရမှာဆိုတော့ကျွန်တော်လည်း gain ဆော့ခြင်းလို့ပါဝင်ပြခဲ့တာပေါ့စိတ်လှရှာတော့ပေါ့အဲအဓိကကသူတို့ ကျွန်တော်ဝင်လက်ပြီးဒီထဲမှာအများကြီးပဲပါအများကြီးပဲပါတဲ့အချိန်မှာသူတို့ကအဲ့လိုမျိုးလေကျွန်တော်ကိုအဲ့လိုမျိုးတသက်ခေါင်းစားတာဗျာသိလားကျွန်တော်ကိုသူတို့မယွေးမယွေးလို့အစီအစဉ်ကဘာလို့မယွေးရလဲမသိဘူးလို့အာကျွန်တော်ကျွန်တော်အစီအစဉ်တော့တော်ဘာလို့ကျွန်တော်ကျွန်တော်ပြည်သက်တွေကိုအော်လက်တဲ့လူတရားမမပါအောင်တော့လို့မပါဘူးတော့ကျွန်တော်လည်းရွေးချယ်လို့ပြောလို့မရပါဘူးဒါမဲ့ဘာဖြစ်လို့ကျွန်တော်ဘူလက်တွေမပါရတာလဲပေါ့နော်ဟိုဒါသူတို့ online ပုံတွေနဲ့ဟိုကဒီ online မှာဟိုဟာလည်းပေါင်တင်းပြီးတော့ရတာ အမှန်တကယ်တော့မဟုတ်ဘူးသူတို့တက်ကောင်းစားတာကျွန်တော်သူတို့ကအဲ့စီစဉ်မှာရွေးခံပြီးနေပြီဒါမှကျွန်တော်အော်ကိုကိုပြိတ္တတွေဘူလက်တွေတည်းကမပါဘူးလားဘာစိတ်မကောင်းဖြစ်နေတကယ်တမ်းတော့သူတို့ကဒီလူတွေထုတ်တော့မှဟော အကိုနဲ့သမီးတို့ပါတယ်ဆိုပြီးတော့ကျွန်တော်ကို surprise တိုက်သွားတာပေါ့နော်အစတော့ကျွန်တော်အော်ကိုပြိတ္တတွေဒါ10နှစ်လောက်လက်တွဲခဲ့တဲ့ပြိတ္တတွေထဲလေးရှာရင်မပါဘူးဆိုတဲ့အခါကျတော့စိတ်မကောင်းတော့ဖြစ်တာနောက်တော့မှတက်တက်သူတို့ကကျွန်တော်ကိုကောင်းပြန်စားဟောအဲ့နေရာလေးပို့လို့ပဲနော်ထောက်တယ်ကျွန်တော်ဟုတ်တယ်အရင်ငါပျော်ကြီးရေသူတို့တွေအကုန်လုံးကပျော်ကြတာပေါ့ အဲစီစဉ်ကဒါပါဝင်တဲ့ညီမလေးတွေကိုယ်တိုင်မဟုတ်ပါနဲ့အဲကျွန်တော်တို့တော့မှဒါဆက်လျှောက်ရှားမှုတွေ emotion တွေအများကြီးဖြစ်တယ်အာပြီးတော့ဟိုချက်ချင်း gain ဆော့ရယ် result ထွက်လာချက်ချင်းထွက်ကြတယ်ဆိုတော့ခါကြတော့လေဖြစ်ပျက်တယ်ရန်တော့မြင်ရတယ်အဲဒါပေမဲ့ gain တွေ challenge ဖြစ်တယ်ပြီးတော့ဟိုကျွန်တော်အကြောင်းနေတိနေရုံနဲ့လည်းမပြီးဘောနော်သူကိုယ်တိုင်ကဟိုကိုစမ်းညံစမ်းရှိမှပဲဒီနောက်တစ်စိတ်ကိုတတ်နိုင်မှာဘောနော်ဆိုတော့ခါကြတော့ဟိုဒီတစ်ခေါက်ဒေဝမီစီစဉ် တူက1နဲ့တော့အတူညီတဲ့အပိုင်းတွေအများကြီးတွေ့ရမှာမဖြစ်ပါတယ်ဟုတ်ကဲ့သူတို့ကိုစားစိတ်ပူတာတွေကတော့ဒီစီဇန်လွှင့်လွှင့်ချင်းတွေ့ရပါလိမ့်မယ်ကျွန်တော်အာဒီဂိမ်းတွေထဲမှာကစားတဲ့အပိုင်းတွေမှာစိတ်ကြီးခဲ့စရာအပိုင်းတွေအများကြီးပါတယ်ပေါ့နော်သူတို့ကကြောသူတို့သူတို့တက်ကတာဂိမ်းရှိုးပြိုင်နေင်းနဲ့သူတို့မျက်နှာလေးတွေကိုမြင်ရတာဟိုက pressure ပြိညာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကလည်းဘာမှကူညီလေးလို့မရအောင်ကျွန်တော်လည်းကြုံမသိဘူးပေါ့နော် ဒါပေမဲ့ကျွန်တော်က gain ရောက်ပြီဆိုတာနဲ့ကျွန်တော်ကအမှတ်ပေးလို့ရတဲ့အရာတွေဆိုရင်ကျွန်တော်အားလုံးအမှတ်ပေးချပလိုက်တယ်ဆိုတော့ကျွန်တော်သာဒီ show ကိုဆုံးဖြတ်ချက်ချနိုင်မယ်ဆိုလို့အဲ့ဆယ်ရောင်းလုံးကတယောက်မှပြုတ်မှာမဟုတ်တော့ဘူးအဲ့တော့ဒါမှလည်းခုနပြောသလိုကျွန်တော်ကကူညီပေးလို့ရတဲ့အပိုင်းတွေပါပဲမဲ့လေသူတို့ရဲ့ကံကြမ္မာအရာ အမှတ်ရော့သွားတဲ့အပိုင်းတွေကိုကျွန်တော်ဘာမှလုပ်ပြီးလို့မရတော့ဘူး ။ဟိုဒီထဲမှာကျွန်တော်ကတော့အများရန်ဒီဂရုတွေမှာအများရန်ပြောပြတဲ့စကားဟိုယင်းနဲ့ရှိပါတယ်။အဓိကတော့ကျွန်တော်ကျွန်တော်ကျွန်တော်ပြည်သက်တွေကကျွန်တော်အများရန်ဟိုယင်းနဲ့ပြောတဲ့စကားတစ်ခုရှိရယ်ဘရောမအဲ့လိုရမဖြစ်ဖို့ပေါ့နော်ရမဖြစ်ဖို့စကားမများဖို့ကျွန်တော်ကျွန်တော်နဲ့ပတ်သက်ပြီးဟိုယင်းနဲ့ပြောခဲ့မှုကရှိတယ်ကျွန်တော် online ပေါ်မှာဘယ်လိုပဲပြောဆိုခံနေရတာအဲ့ဒီကိစ္စရှိနေတိုင်းအောင် comment သွားရေးရေးလို့မရဘူးပေါ့နော်မရေးရဘူးတရားရောက်ကကျွန်တော်ကိုမားတယ်မှန်တယ်လာပြောနေရင်လည်းပြန်ပြီးတော့ ဟိုရန်ရန်မတွေ့ရဘူးပြန်ပြီးတော့မရှင်းပြနဲ့အဲ့လိုမျိုးအငင်းပွားမကိစ္စတွေအကုန်လုံးကျွန်တော်က we left တွေအကုန်လုံး ဲ့လိုမျိုးခွင့်မပြုတာပေါ့နော်ဆိုတော့ဒီအစီအစဉ်ကိုလည်းလာပြန်တဲ့ခါမှာစိတ်ပေါ်အဆင်ပြေထားပြီးတော့ပြင်ဆင်လာကြဖို့ပေါ့နော်ဒီအစီအစဉ်မှာအစီအစဉ်ဆိုရင်ရှင်ရဲ့အလဲအပြောင်းတွေရှိတယ်ရှင်ရဲ့အစီအစဉ်သဘောတရားအရဂိမ်းတွေတီထွင်လာတာတွေရှိတယ်အဲ့ဒီပုံမှာကိုယ့်ရဲ့ emotion တွေကိုမထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်အစိုးရလာမပြောင်းဖို့တည်းလည်းကျွန်တော်ပြောရတယ်ပေါ့နော်ဘာလို့လဲဒီ show တစ်ခုကိုမယုံကြည်ဘူးဆိုလို့ရှိရင်အစိုးရမလာတာပဲကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့သူတို့ကိုတည်တည်ချာချာပြောပြီးမှဒီ game အစီအစဉ်ဝင်ပြိုင်နိုင်ခဲ့တာဖြစ်တဲ့ကြောင့်မလို့အားလုံး ်အဆင်ပြေပြေချွတ်ချွတ်မွမွနဲ့ပြီးသွားလဲလို့လည်းကျွန်တော်ပူဆပါတယ်အဲ့တော့လည်းကျွန်တော်ဗာပီတီဖြစ်ပါတော့ဒီ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 ဒိတ်ဝင်းမီအစီအစဉ်ကအထူးကြကြအနေနဲ့ကတော့အဲဒါဂိမ်းရှိုးတစ်ခုလုံးမှာသူတို့ကဒီ theme သူတို့ရဲ့ theme က pastel color ပေါ့နော်အဲဟိုမျိုးအယောင်အနုတွေကြီးပဲတီးတန့်သွားမယ်ဆိုတာမျိုးဖြစ်နေတာကျွန်တော်ပိုစတာရိုက်ထဲအဲ့ဒါတော့မသိဘူးမသိတော့ကျွန်တော်ပိုစတာမှာလည်းအညူရောင်ကြီးဝတ်ဝတ်ထားတာပေါ့နော်အညူရောင်ဆိုကျွန်တော်တယောက်တည်းကအယောင်အ မဲနေရနော်ဆိုတော့ဝက်တက်မှာလဲဒီနေ့ကအဲ့လိုမျိုးအယောင်အမှုလေးတွေဝက်ပေးပါဆိုလို့ဒါနှုတ်နှုတ်ရနော်တိတ်တိတ်အရမ်းမြနှုတ်ရလားမသိဘူးအဲအရမ်းမြနှုတ်ရတယ်အရမ်းနှုတ်ရတယ်အမှုဆုံးဆိုတော့လဲကျွန်တော်ကျွန်တော်ကအာပိုင်းအောင်ဝက်လိုက်တာပေါ့နော်ကျွန်တဲ့အယောင်တွေရောက်လဲအာတိတ်ဝက်လို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ခါကျတော့ဂျင်းနဲ့တွဲလိုက်ရင်တော့နည်းနည်းအဆင်ပြေမယ်ထင်ပြီးတော့ ျွန်တော်ဝတ်လာခဲ့တာပါ။နိမ့်မှန်အစားလည်းပိုင်းအောင်လေနော်။ဟုတ်တယ်နိမ့်မှန်ပိုင်းအောင်မယ်။နိမ့်မှန်ပိုင်းအောင်တိတာလား။ဟောကျွန်တော်မတိတာမှဆိုးရိမ်နေတာ။ကျွန်တော်မြင့်မှန်ပိုင်းအောင်လေးတက်ထားတာနော်။မြင့်မှန်မြင့်မှန်လည်းပိုင်းအောင်လေ။ဟုတ်ပါပြီလေးလို့ပဲ။ဟောဟုတ်တယ်။ကောင်းချင်။နော်မဟုတ်တယ်ဟုတ်တယ်။ဟောမြင့်မှန်ပိုင်းမြင့်မှန်လေး။လိုက်ဖက်မှုရှိပါဦးနော်။ကျွန်တော်ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်ပြင်ဆင်တာပေါ့။ဒါကတော့ကျွန်တော်ဟိုကျွန်တော်ပွဲနေလိုက်ဖက်အောင်လေ။အများကြီးပြင်ဆင်ပြီးပြောင်းလိုက်ဖို့ပါသူ့နေရာနဲ့လို့ပေါ့။ ။ Founding တွေက found ရေးထွက်ရမ်းများတယ်။အာဒီနိုင်ငံလုံးမှာရှိရဲ့ကျွန်တော်ပြည်သက်တွေအများကြီးဝင်ပြိုင်ပြိုင်ကြကြတယ်။တချို့ဆိုလို့ရှိရင် comment တွေမှာလာရေးတယ်။အဲ့လိုမျိုးဒီနိုင်ငံခြားနေတော့မှ founding တဲ့သူရှိတယ်။အာဒါပါလို့ရှိရင်ပြန်လာပြန်လာဖို့အတွက်တော့မှရည်ရွယ်ထားပြီးတော့တင်တဲ့သူတွေလည်းရှိတယ်။အဲဒါပေမဲ့ဒါကတော့ဒါက online က fountain တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရွေးချယ်မှုအပိုင်းကတော့ကျွန်တော်တို့ကဒါဝင်ရောက်ပြောဆိုလို့မရဘူးပေါ့နော်အဲ့တော့ခါကျတော့ show ကဒီလိုမျိုး random ရွေးချယ်ခဲ့တယ် ပေါ်မှာကျွန်တော်အာဒါမပါဝင်လိုက်ရတဲ့ပြည်သက်တွေအတွက်လည်းစိတ်မကောင်းပါဘူးနောက်ထပ်အဲတိဆုံမှုစီစဉ်နေရှိလို့ရှိရင်လည်းကျွန်တော်ဖိတ်ခေါ်ချင်ပါသေးတယ်ပြီးတော့ဒီထဲမှာရွေးချယ်ခဲ့တဲ့မှာကျွန်တော်ပြည်သက်တွေအပါဝင်လာတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်ဒီရွေးချယ်မှုပုံမှာလည်းကျွန်တော်ကျေနပ်မှုရှိပါတယ်ဆိုတော့ဒီမပါပါပဲမဲ့လည်းကြည်ပြီးတော့ဝင်ရောက်ပီတီဖြစ်လို့ရပါတယ်ဆိုတော့